ဲ့မှာဟိုဘက်ကကောင်တွေကအသေးလောင်းတာဟိုဘက်ကကောင်တွေကဘာပြောလဲဆိုတော့ငါရောတဲ့အမှငှက်ကင်ငှက်ကင်ဆိုတော့လိုက်ကြည့်လိုက်တာလေအဲငှက်ကင်တော့မတွေ့ဘူးလေဒေါင်းကင်ပဲတွေ့တယ်ပေါ့နော်အဲပြောချင်တာဒီဘက်ကဒေါ်လာရင်းတက်ဖွဲ့တွေဘက်ကိုပေါ့နော်အဲဒေါ်လာပြည်သူတွေ ဒီဘက်ဒါထောက်ခံတဲ့သူတွေကိုသူကအဲ့လိုမျိုးတုံးတုံးတာပေါ့တုံးတုံးမျိုးသူတို့ဘက်မှာတော့ဘာမှမတွေ့ဘူးပေါ့အဲအဲ့လိုပုံစံမျိုးပေါ့နော်ဟုတ်တယ်ဗျအမှန်တကယ်ကျွန်တော်တို့အညာကိုဒီကောင်တွေအညာသားတွေထင်သေးရတယ်လားဒီကောင်တွေကပြန်လာသူတို့အရာကိုဘက်မှာဆိုရင်ဟိုဟိုဟာရှိရတရားရှိရဒီကောင်တွေအမြင်နေပြန်လာကျွန်တော်တို့ဘက်မှာဆိုရင်အမြဲတမ်းအဲ့ခံလိုက်ရင်လေဒီလားကျွန်တော်နေနေလေးနေဒီကောင်တွေလူမထင်ွက်တွေလာလာချိုးရလေဒီလားဒီခါတော့ချိုးတန်းဆိုပြီးတော့ဂိုင်ပြေးတယ်အညာသားတွေကိုအမြဲတမ်း short တွက်လေး short တွက်လေးရှိတယ်စစ်ကောင်စီကဒီတခါတော့အငိုက်မိသွားပါတယ် ပင်လာပါမျိုးတို့ရှင်းပြချင်တဲ့အကျိုးဆိုပါတယ်ဒီနေ့ကျွန်တော်ပြင်ဆင်ထားတဲ့ဗီဒီယိုတွေကိုအတူတူကြည့်အောင်နော်ပလေးစကိုင်းတိုင်းပလေးပစ်မှာပေါ့နော်ဒီပြည်သူလူမျိုးတွေတမလို့ PNL ပြစ်ချခဲ့တဲ့အဲ PNL ရဒီစစ်ကောင်စီ F7 အချားပြတ်တိုက်တွေအစဉ်ပြစ်ချနိုင်ခဲ့တယ်ပေါ့နော်ဒီ F7 တိုက်လီရင်နေရတော့အာကျွန်တော်တို့ဒီ1990ခုနှစ်ဝင်းကျင်မှာစစ်ကောင်စီလေတကန်နဲ့တရုတ်နိုင်ငံနဲ့ပြီးတော့ဒါအစင်းအမြောင်များအဝေယူအသုံးပြုခဲ့တဲ့အော် စီလီယံမျိုးစားတွေဖြစ်တယ်ပေါ့နော်ဒီလီနေရတော့လက်ချီခစ်သက်စေဖို့မှာစေနော်အနှဲငယ်ဒါခင်နောက်ကြနေတဲ့အဲနည်းနည်းတက်တန်းကြာရင်တိုက်လီယံမျိုးစားတွေဖြစ်တယ်လို့တော့ပြောလို့ရပါတယ်တချို့ကပြောတယ်တွစ်ကြသွားတဲ့လီယံက FTC 2000G လို့ပြောတယ်နော်ဒါပေမဲ့သူပုံထဲကအတိုင်းဆိုရင်အဲဟာ FTC 2000G မဟုတ်ဘူးသူကอืม F7 ဖြစ်ပုံများပါတယ်သူပုံကိုကြည့်လိုက်ပါတစ်ချက်ကြည့်လိုက်ပုံ ခုပြကြသွားတဲ့ပုံနဲ့ F7 ရဲ့ပုံအရန်တူတယ် FTC 2000ကြာမဖြစ်နိုင်ဘူးပြီးတော့ FTC 2000ကြီးကအရန်မြန်တယ်ဒီ F7 ကြတော့လက်ဟောင်းဆိုတော့အဲ့လောက်မမြန်ဘူးအဲ့ကြောင့်အညာမှာပြစ်ချနိုင်တာ FTC 2000ကြီးကိုပြစ်ချဖို့ဆိုရင်တော့ UG ရဲ့ငှက်ကင် project အနေမှာရားလိုက်မယ်ထင်တယ် အခုဒီ CDM ဘူကြီးရဲ့ကျွန်တော်မြင်မြန်ထားတဲ့ဟာတွေအတူကြည့်အောင်နော်သူ့သူ့ကိုမြင်မြန်ထားရှိတယ်ဆက်ကောင်စီကလေဒီလေရင်တွေကိုဘယ်တော့မှဝယ်ခဲ့ရလဲဘာလို့အဲ့လောက်တောင်းစံဆိုင်မှုအားနေရလဲဆိုတော့အဲဒီ F7 တိုက်လေရင်တွေကိုစစ်ကောင်စီတပ်အနေနဲ့တော့1990ခုနှစ်ဝန်းကျင်လောက်ကခေါကတရုတ်နိုင်ငံကနေပြီးတော့နော်အစီအမျိုးမျိုးဝယ်ယူခဲ့တယ်အဲစစ်ကောင်စီလက်ထက်ဝယ်ယူခဲ့တဲ့ app saving မျိုးစားတွေထဲမှာဆိုရင်တော့ဒီ app saving အဲကျန်တဲ့တိုက်လေနေ app saving m မျိုးစားတိုက်လေနေပြီးရင်နောက်ထပ် amount တွေထွေနေပေါ့နော် FT6 အဲ FT6 အဲ trainer အာ fighter trainer ချက်တိုက်တွေနေပါအဲဝေယူအသုံးပြုခဲ့တယ်လို့တော့သိရှိရပါတယ်အဲဒီလေနေကတော့ဒါ Russia နိုင်ငံတို့ Mix 21တိုက်လေမျိုးစားကိုတရုတ်ဖားချင်းနေနဲ့ပြန်လည်ပြီးတော့အစင်မြင်ထုတ်ထားတဲ့အတိုက်လေမျိုးစားလို့တော့ပြောလို့ရပါတယ် မျိုးတွေဘယ်လိုမြင်လဲ comment လေးမှာရေးပေးခဲ့အောင်เนาะဒီလေရင်ပြတ်ကြတဲ့အပေါ်မှာပြတ်ကြတာမဟုတ်ဘူးပြစ်ချရတာပြစ်ချရတာဟိုဘောမရက်ကတော့ညုံမှတို့မတိဘူးမကြဘူးလို့ဆက်ချို့ရင်းတာလို့ကျွန်တော်ဟိုအရင်ကတည်းကအလိန်ခံခဲ့ရတယ်เนาะ ဘာပြောလဲသူကဆက်ချိုရင်းနေတယ်တကယ်တော့ဖြစ်ပြနေတာဟို KIA တရားပြစ်ချခဲ့တာဟိုဟိုအရင်ကတည်းကဒီ F7 အပြင်ရောသူတို့ဒီထက်ပိုကောင်းတဲ့လေရင်ရောရှိလားဆက်ဘက်အမျိုးစားဘယ်နှမျိုးလောက်ရှိလဲလေရင်အဲစစ်ကောင်စီလေတပ်မှာတော့လက်ရှိတိုက်လေရင်အမျိုးသားတွေပေါ့နော်ကြက်တိုက်လေရင်ဒီအဲအပေါ်စားအမောင်းနေတိုက်လေရင်အမျိုးသားအားလုံးဆိုရင်ပြန်ပြ10မျိုးလောက် ရှိတယ်ပေါ့နော်ရှင်မျိုးလောက်ထဲမှာဒီအတရုတ်နိုင်ငံထို့ဒီ F7 အမျိုးသားကတော့ဟိုအဲပြန်မြ15စီဝင်ကျင်လောက်အရှိနိုင်ပါတယ်ဒီ15စီဝင်ကျင်လောက်မှာမှအဲလက်ရှိပြတ်ကြတာတွေရောကဲကျန်းနေနော်မြေပြစစ်သားတွေမပြောနဲ့လေရင်ဘာပြေးမလွတ်တော့ဘူးဒီအတုံးမြူနိုင်စံရေတော့ကတော့10စီအထက်ဝင်ကျင်လောက်တော့အရှိနိုင်မယ်လို့တော့ယူဆပါတယ်အဲဒါမှမဟုတ်ဒီစစ်ကောင်စီလေတက်မှာတော့ အာချက်တိုက်လင်းအမျိုးသားပြည်မြအချင်းမျိုးလောက်ရှိတယ်ချင်းမျိုးတွေမှာမှဒီ6မျိုးလောက်ဒီကိုဆစ်လီရဲ့စီရာခဏဝူးကျင်လောက်ကိုအာသူတို့အာတုံးပြုတ်ဟောတုံးပြုတ်နိုင်တဲ့အနေထားရှိတယ်ဒါမှမဟုတ်လည်းလက်ရှိမှာတော့တိုက်ပွဲကြီးရလက်ကျပြတ်နေတယ်တုံးသွေးရမှုတွေလည်းမြင့်တက်နေတာဖြစ်တဲ့အတွက်အဲအခုလိုမျိုးဒီဟောင်းနှွမ်းနေတဲ့ F7 ဘယ်တော့တတန်းရင်းနေတဲ့ H7 တိုက်လေနေပါဒါ ထုတ်လုံးလာနေရတဲ့အနေအထားလို့တော့ပြောလို့ကြားနိုင်ပါတယ်တကယ်တော့မူလကတော့တော့စစ်ကောင်စီလက်ထက်အနေနဲ့ဒီ F7 ဂျက်တိုက်လေယာဉ်တွေကို2020ဝင်းကျင်လောက်မှာလေတက်ကနဲ့အနာပေးဖို့စီစဉ်ထားဒီသာအချိန်နေလို့ကျွန်တော်သိရတယ်ပေါ့နော်ဒါပေမဲ့လည်းအခုဒီဆီယနိုင်နောက်နိုင်ပိုင်းမှာပဲဒီတိုက်ပွဲတွေလည်းကျပြန့်လာတယ်လေတက်တိုက်လေယာဉ်အသုံးပြုရတဲ့အနေထားလည်းများပြားလာတဲ့အတွက်ဒီ F7 တွေကို ဟိုဒီအနာမပြေရနေအခုချိန်ဒီအဲဆက်ပြီးတော့သုံးနေရတယ်ထုတ်သုံးလာတယ်အနေထားလို့တော့ပြောလို့ရနိုင်ပါတယ်အခုကလည်းဆရာကတောင်ပေါ်မှာဆိုကျွန်တော်တို့တာမန်လူတွင်းနဲ့ဆိုအောက်တဲ့ပြစ်ချလို့အရာကောင်းနိုင်တယ်ဒါပေမဲ့အခုကမြေပြန်ကြီးမှာဆိုတော့အညာတွေတတ်မှာပါလင်းတွေကိုပြစ်ချနိုင်တဲ့အပေါ်တုံးသက်ပေးပါဆရာအဲဒီနေရာမှာဒီတော်လိုင်းအင်အားစုတွေပေါ့နော်တော်လိုင်းအင်အားစုတွေနည်းလေအဲဒီဆစ်လက်နက်တွေခြင်တွေအသုံးပြုမှုတွေမှာ အဲကျွမ်းကျင်ပိုင်နိုင်လာတယ်ပြီးတော့လည်းဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းအကျဉ်းများများစွာရင်ဆိုင်တွေ့ကြုံရတဲ့ခါမှာဒီလေနီကန်လည်းတုံ့ပြန်ဖြစ်ခတ်နိုင်ဖို့အတွက်လည်းအဲစနေတိကျပြင်ဆင်တုံ့ပြန်အဲပြင်ဆင်လာတာမျိုးတွေလည်းရှိတယ်ပေါ့နော်ပြီးတော့စနေတိကျ structure အဲစောင့်ကြည့်ပြစ်ခတ်တာမျိုးတွေလည်းရှိလာတယ်ဒါကြောင့်လည်းဒီစစ်လေနီကိုနောက်ပိုင်းမှာအချီတဲ့လက်နက်အမျိုးသားတွေနဲ့ကိုထရီတုံ့ပြန်ပြစ်ခတ်လာနိုင်ခြင်းဖြစ်တယ်လို့လည်းပြောလို့ရတယ်နောက်တစ်ခုကလည်း ဒီနေ့ဖြစ်စင်မှာဆိုရင်တော့ဒီ F စစ်ကောင်စီဒီစစ်လေဟာအမြင်ပြဒေတာလည်းဖြစ်တဲ့အဲဒီဘောတော့ဘောတော့ဒီအနှိမ့်အဲဒီအနှိမ့်အထိမီတာ1500အလောက်ဘောတော့မီတာ1500 1000လောက်အထိလို့ဒါအနှိမ့်ပြဆင်းပြီးတော့ဘုံကျိုးတိုက်ခိုက်ဖို့အကျိုးစားခဲ့တဲ့အနေအထားတွေရှိနိုင်တယ်လို့တော့သုံးသပ်လို့ရတယ်ဒါကြောင့်လည်းအဲဒီတွန်လိုင်းအင်အားစုတွေရဲ့အဲပစ်အဲဒီမာသူတို့ချီတဲ့လက်နက်တွေပေါ့နော်အစိုးရ12.7 မီလီမီတာဘောနော်ပွိုက်ပွိုက်လို့ဒီမစ်ဆက်နဲ့ဒီနဲ့အဲထိမပစ်ချခံခြင်းဖြစ်နိုင်တယ်လို့တော့ကျွန်တော်တို့သုံးသပ်ပါတယ်ဒါလည်းဒီစစ်ကောင်စီဘက်ကတော့အသူတို့စစ်လေရင်ကိုဆက်ချွေရင်းတွေရတဲ့ကြောင့်ဆက်ချွေရင်းတို့ပြတ်ကြတယ်လို့ထုတ်ပြန်လာတာရှိပြီမယ်လို့ဒီလေရင်အပုံးလာကြတဲ့ကန်တောင်းရဲစခန်းနဲ့ပြတ်ကြခဲ့တဲ့နေရာဟာအမီတာ2000ဘွေးညက်တစ်ဖက်လေးပဲရှိတယ်ဒါဆိုတော့ဘုံကျဲလေရတဲ့နေရာမှာပဲအဒီလေရင်အဓိကကြတဲ့အစိတ်ပိုင်းကြီးအဲပြကြတဲ့အစိတ်ပိုင်းတွေကိုတိုင်းထိမှန်လို့ ဒါဒီအကောင်အဝေးနည်းနည်းတွင်ဒါထိုးကြပျက်စီးသွားခြင်းဖြစ်တယ်လို့တော့အာကျွန်တော်သုံးသပ်ပါတယ်ခင်ဗျဟုတ်ကဲ့လေချောင်းကနေပြစ်ခတ်တိုက်ခိုင်းမှုတွေလောက်ဆောင်ဖို့အမိန်ပေးနေတဲ့စနစ်ကိုရောဆရာပြောပြလို့ရမှာအဲဒီဆက်နိုင်ဘူးနောက်ပိုင်းမှာလေချောင်းအသုံးပြုမှုတွေများလာတဲ့အခါမှာလည်းစစ်ကောင်စီကြီးတဲ့လီဒါကြောင့်မှလည်းအမိန်ပေးခုပြဲမှုပုံစံတွေဒီပြောင်းလဲလာတယ်လို့ကျွန်တော်သိရှိရတယ်ဘာသာအထွေထွေကျွန်တော်တို့ဒီ ဘိုးအစ်င့်မှာဆိုလဲဒီစီဥစည်းချုပ်အဒီတက်မလောက်ကဥစည်းချုပ်ရုံးဘောနော်အပူတွဲစစ်စင်ရေးအကူကဲမှုဌာနတွေထားကြည့်တယ်တိုက်စစ်ဌာနချုပ်မှာလဲတိုက်စစ်ဌာနချုပ်ပူတွဲစစ်စင်ရေးကွင်းမှုဌာနတွေဖွဲ့စည်းတာတယ်ဘောနော်အဲဒီလိုဖွဲ့စည်းလာပြီးတော့အဂျီတက်လေယုံတက်လီတက်တွေပူပေါင်းစစ်စင်တွေမှာပူပေါ်ကအဲတူမီဟင်ငိုင်းဆောင်ရလာတယ်ဒီကြောင့်တက်ခဲ့ဒီမှာလဲအဲပိုင်းခြားပြီးဆောင်ရလာတယ်လို့ကျွန်တော်တို့နားလဲတယ်ဘောနော်အထူးသဖြင့်နိုင်ငံအနှံ့မှာပြူပါစင်လေကြောင်းတက်ခဲ့မှုတွေ အဲအဲဒီဒီကြောင်းပုံကျင်းစစ်စင်ရေးတွေကတော့ကျွန်တော်တို့ဒီဘဟုအဲဘောနော်ဒီထိပ်ပိုင်းပူတွေစစ်စင်ကုကမှုဌာနကနေပြောတာဝန်ဆောင်ရတယ်လို့ကျွန်တော်နားလေတယ်အဲအကြီးဟောဘောဒီအနီးကအဲဒီကြောင်းပစ်ကူတွေတိုက်ပွဲတွေအနီးကဒီကြောင်းပစ်ကူတွေကတော့တိုင်းစတရကျောင်းနေမြလာအတွင်းအတိုက်ပွဲစီရေးအခြေအနေတွေပေါ်မူတည်ပြီးတော့မှတိုင်းစစ်ဌာနကျောင်းပူတွေစစ်စင်ကုကမှုဌာနတွေကမှအာစီရေးညှိထားပေါ်မူတည်ပြီးတော့မှ ေချောင်းပစ်ကိုတောက်ခံရရည်လို့တော့ကျွန်တော်တို့အကြံမြင်နားလက်ထားပါတယ်ဗျာဟုတ်ကဲ့အခုဆိုတော့လေရင်ကခဏခဏပြစ်ကြနေပြီဆိုတော့စစ်ကောင်စီရဲ့လေတက်နဲ့လေရင်မူးရပေါ်ရောဆရာဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်လဲဆရာဒီစစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီစစ်ကောင်စီလေတက်ရဲ့အတိုက်လေရင်ရဟတ်ရင်ပြမ်းမြဆယ်စီးဝင်းကျင်ကိုကျွန်တော်တို့တော်လိုင်းအင်အားစုကြီးက ပြစ်ချထားနိုင်ခဲ့ပြီလို့တော့ကျွန်တော်တို့နားလဲတယ်ပေါ့နော်ဒီနေ့အဲဒီနေ့စကိုင်းတိုင်းပလဲမှာပြစ်ချနိုင်ခဲ့တဲ့ app 7ကတော့ဒါမြေပြန်ပိုင်းမှာ ပထမဦးဆုံးဒါစီကောင်စီချက်တိုက်လေးညပြစ်ချနိုင်ခြင်းဖြစ်တယ်လို့တော့ကျွန်တော်မှတ်တမ်းဝင်သွားတာပေါ့နော်အဲကျွန်တော်တို့အလားတူဒီအဲမြောက်ပိုင်းပြီးတော့ပေါ့နော်ပြီးရင် ကချင်းအဲ KI နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲတွေအပြီးမြောက်ပိုင်းအဲညီနောင်သုံးပွဲနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကျွန်တော်တို့အဲပြီးရင် KNY မှာ ်ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနောက်တစ်ခုကကင်ပြည်နယ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီအချက်တိုက်တွေရင်အရန်ရင်အမျိုးသားအစုံပေါ့နော်ကျွန်တော်တို့ချစ်စည်းကိုးစည်းတောင်းနေပြစ်ချနိုင်ခဲ့တာရှိတယ်အခုဒသီပါဝင်စရင်ကျွန်တော်ထင်တယ်ပြန်များ၁၀စည်းတော့ထိပေါ့နော်၁၀စည်းတော့ထိကျွန်တော်ပြစ်ချနိုင်ခဲ့တယ်လို့တော့အကြံမင်းကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်ကြာဒီရေထွက်ကားတာတော်လိုင်းအင်အားစုတွေချီးကျဲစစ်လက်နက်အမျိုးအစားပေါ်မူတည်ပြီးပြောရမယ်စင်ဒါအတော်လေးများပြားတဲ့အဲထိရောက်တဲ့ လေကြောင်းတို့များတက်ခိုက်မှုလို့တော့ကျွန်တော်တို့ပြောလို့ရနိုင်တယ်အဲဒီရေအတွက်ဒီကျွန်တော်တို့အပြင်ကိုကျွန်တော်တို့စစ်ကောင်စီတပ်ကိုပစ်ချတုံ့ပြန်နိုင်စွမ်းနဲ့အချိန်ကြီးပိုစိတ်ကြတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အာစာနှင်းငယ်တွေမှာအာစစ်ကောင်စီလေတပ်တွေပို့ပို့ပြီးတော့ကျွန်တော်ချင်းချောက်လာနိုင်တာတွေ့ရတယ်ဒီအချိန်လေးဟာစစ်ကောင်စီလေတပ်အတွင်းကိုတော့အကြီးမားတဲ့ကျွန်တော်တို့တုံ့ပြန်တံပြန်ချင်းချောက်နိုင်စွမ်းတော်တော်ရင်အင်အားစုတွေနဲ့လည်းအတိုင်းအတာတစ်ခုတည်းကျွန်တော်တက်လန်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရနိုင်ပါတယ်ဒီအချိန်ဟာလေစစ်ကောင်စီလေးတဲ့အတွင်းအလီတဲပိုင်းတွေပေါ်လဲအများကြီးအတက်ရောက်မှုတွေကြီးလာစေနိုင်တယ်ပြီးတော့ကျွန်တော်တို့သုံးသပ်ပါတယ်ဒီဟုတ်ကဲ့ဟုတ်ကဲ့ဆရာတခြားဘာများဖြစ်ဆွတ်ပြောချင်သေးလဲဒီကနေ့ဒါမြေပြန်တိုက်ပွဲဘောနမြေပြန်ပလဲနေအဲဒီကတိုက်ပွဲကိုဒါအနည်းငယ်လေးချောင်းပြစ်ကူလာပြီးတဲ့အချိန်မှာတော်မြေပြန်တော်လိုင်းအင်အားစုတွေအနေနဲ့ကျွန်တော်တို့ပရဖော်ဆိုစစ်ကောင်စီချက်တိုက်လေးကိုကျွန်တော်ပြစ်ဆနိုင်ခြင်းဖြစ်တယ်ဒီကနေ့အဲ ဖြစ်ရကအောင်မြင်စွာပြချနိုင်ခြင်းကတော်လိုင်းအင်အားစုတွေလည်းကြီးမားတဲ့အောင်စိတ်နော်တစိတ်စီရေးတကြွမှုလည်းအများကြီးထောက်ကူဖြစ်စေခဲ့တယ်လို့အဲကျွန်တော်တို့တွေ့ရတယ်တော်လန်ပြည်သူတွေရောတော်လန်အင်ရသူတွေရောအများကြီးယုံကြည်စိတ်တွေအဲယုံကြည်စိတ်တွေအဲတိုက်ပွဲအဲဝင်လို့စိတ်တွေအစိတ်တဲ့ခွန်မောင်းတွေအများကြီးတိုးတက်ရရှိစေတဲ့အရာလက်တစ်ခုလို့လည်းကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်နောက်တစ်ခုကတော့အဲမိမိမှာရှိတဲ့လက်နက်နဲ့တွန်းကျင်မှုနဲ့ စနေချက်ပြင်ဆင်လုပ်ဆောင်နိုင်မယ်ဆိုရင်စစ်ကောင်စီအလီအင်းတွေကိုဒါအချင်းစနေချက်စောင့်ကြည့်ပြီးတော့တုံ့ပြင်ဆင်ပြစ်ခတ်တက်ခိုင်းနိုင်မယ်ဆိုရင်စစ်ကောင်စီတဲ့ကိုကျွန်တော်အတိုင်းအတာတခုဒီအချင်းချောက်လာနိုင်မယ်အဲဒီပြီးအချင်းတွေကပေးနိုင်မယ်ဆိုရင်စစ်ကောင်စီလေရင်ရဟန်းတွေကိုကျွန်တော်ပြစ်ချနိုင်စွမ်းရှိတယ်ဆိုတော့နေသားတခုကိုလည်းအစင်ပို့ပြီးတော့တလားလာနိုင်စေတယ်လို့တော့ကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်ဗျဟုတ်ကဲ့ကဲကျွန်တော်တို့ဒီ CMG ထက်မြက်ရဲ့မင်းမြန်ထားတာလေးတွေလည်း နည်းနည်းလောက်အဆင်ကြီးအောင်တဆင့်ထပ်ပြီးတော့လိုက်မေးထားရည်လည်းရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ပုံနေလည်းတက်လာတယ်ဗောနော်။အဲ့မှာဟိုဘက်ကကောင်းနေကအသေးလောင်းတာဟိုဘက်ကကောင်းနေကဘာပြောလဲဆိုတော့ငါတော့တယ်အမငှက်ကင်ငှက်ကင်ဆိုတော့လိုက်ကြည့်လိုက်တာလေ။အဲငှက်ကင်တော့မတွေ့ဘူးလေ။ဒေါင်းကင်ပဲတွေ့တယ်ဗောနော်။အဲပြောချင်တာဒီဘက်ကဒါဒေါ်လာရင်းတက်ဖွဲ့တွေဘက်ကိုဗောနော်။အဲဒေါ်လာပြည်သူတွေဒီဘက်ဒါထောက်ခံတဲ့သူတွေကိုသူကအဲ့လိုမျိုးတုံးတုံးတာဗော။တုံးတုံးမျိုးသူတို့ဘက်မှာတော့ဘာမှမတွေ့ဘူးဗော။အဲအဲ့လိုပုံစံမျိုးဗောနော်။အဲပြီးတော့ကျတော့ ဲဒါသူတို့ရဲ့လှုပ်ထုံးလုံးကြီးအဲထုတ်ပြန်ချက်ညာချက်ညာချက်ပြောစင်တာလိန်လေတာပေါ့နော်လိန်လေဖို့အတွက်ကိုဆိုရင်ကျွန်တော်ဘက်ကအဖွဲတရားအကုန်လုံးအလွတ်ရနေပြီဟာလုံးဝဒါဆက်ချွရင်းတာပြစ်ချတာမဟုတ်ဘူးဆက်ချွရင်းပြီးတော့ဒါတိုက်လျင်မှုကလုံးဝစွန့်စွန်ဈာဈာနေပေါ့နော်အဲဒါဒီပြည်သူတွေထိမှဆိုးလို့ဘယ်လိုနေရာကိုဆွဲချသွားတယ်ဘာညာအဲအဲ့လိုမျိုးပြောလိမ့်မယ်ဒါပေမဲ့အခုအဲ့လိုပြောရအောင်လေဒါလုံးဝရွာတဲ့ကြီးကိုဆင်းချသွားတာပေါ့နော်ချင်းချပါဒါလည်းသူတို့ကတော့ပန်းလူသွင်းမှာပဲအဲအဲ့လိုកောင်မျိုးတွေအဲ့တိုင်းပဲအဲ့ဆောက်ကျင်ပဲဗောနော်အဲ့ကြတော့ လုံးဝမလွတ်တဲ့အတွက်ဒီနေရာကိုထိုးချပြီးတော့ဒါစုံစုံစားစားနေပေါ့နော်ပေးဆက်သွားတယ်လို့ဘာညာလုံးမှာပေါ့နော်အဓိကတော့ပြစ်ချတာမဟုတ်ဘူးဆိုပြီးတော့ပြောပြောမှာပေါ့ပြီးတော့အဲ့ဘက်ကကောင်တွေထပ်ပြောတာရှိရဲသူကဟာတယ်ဖိုက်တာဟုတ်တဲ့အဲလက်လက်ငယ်နဲ့ပြစ်ချတယ်ဆိုတော့ယုံတဲ့ကောင်တွေကလည်းယုံတာပဲပေါ့နော်အစအကြောင်းလည်းအဲ့လိုတွေးတာပေါ့ဟာဟုတ်ရောဟုတ်ရဲ့လားဒီလောက်ဟိုကဖြစ်တဲ့ကောင်ပေါ့နော်အဲအဲ့လိုကောင်မျိုးကိုဒါဒီအညာဘက်ကတက်ဖွဲ့တွေမပြည့်မစုံတဲ့အဖွဲ့တွေကဒီလိုမျိုးလုံနိုင်ပါမလားဆိုပြီးတော့ဒါကြောင့်လည်းတွေးမိတာဒါပေမဲ့အကြောင်းတရားတွေရှိတယ်အဲအဲဥစ္စာကိုကျွန်တော် နေဗီဂန်နဲ့ကြောင်းမေးရတာရှိတယ်ဗောနော်အဲလုံးဝအားရစရာကြီးဗျာ၃စီးတက်လာဗောနော်၃စီးတက်လာတာအဲ့ဒါတော့ဒါကန်တော့နေမြေရေစကန်တိုက်ပွဲမှာစကန်သိန်းတိုက်ပွဲအတွက်ကိုသူတို့တွေလေချောင်းဖြူကူလာဖို့အတွက်၃စီးလာတာဗောနော်ဒါအချိန်မှာဒီတက်ဖွဲ့တွေကဝိုင်းပြစ်တာဘာလို့လဲဆိုတော့အဖွဲ့တွေခွဲထားတာအများကြီးပဲဗောနော်အဲဒီဖြတ်တောက်ရေးပိတ်ဆို့ရေးတိုက်ခတ်ရေးအဲ့လိုပုံစံမျိုးချိန်မိုးရေးဒါမျိုးနဲ့အဖွဲ့တွေခွဲထားအများကြီးဆိုတော့အဲ့ဖွဲ့ကကုံဝိုင်းပြစ်တာဗျာပြောရရင်သိအောင်မလားလေရင်ဆိုပြစ်ရှင်နေကြတာအဲ့လိုကုံဝိုင်းပြစ်တယ်ပြစ်တဲ့အချိန်မှာ ဒီပြန်သွားတဲ့နှစ်စီးအဲ့နှစ်စီးလဲဒါနည်းနည်းပွားထိမယ်ဆိုပြီးတော့သိရတယ်။တစီးကတော့အဲ့လိုမျိုးကိုဖြစ်သွားတာပေါ့နော်။အဲ့လိုဘာကြောင့်ဖြစ်တာလဲဆိုတော့ဘယ်ဟုတ်မလဲကို့ဆရာဒီကောင်ကဒီအညာဘက်ကအဖွဲ့ဆိုရင်အထင်သေးတာလေအထင်သေးတော့ကျတော့အညာမှာဆိုရင်တခြားနေရာထက်စာရင်သူကဘုံကျက်တိုက်ခိုက်တဲ့ဟာတွေမှာနှိမ့်နှိမ့်လေးလေးပြန်လာသူကအဝေးကနေပြီးတော့တကယ်လို့ပြစ်တယ်ဆိုရင်ပြစ်မှတ်ကိုတိတိကျကျမထီဘူးပြီးတော့ကျတော့တခြား IAO တွေဘက်တွေတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေဘက်တွေကျတော့သူကဟိုလက်နက်ရှိတယ်ဒီလက်နက်ရှိတယ်ဆိုတဲ့ဟာတွေကြောက်တော့သူကအဝေးကနေပြစ်တာမြင့်ရတယ် အဲ့လိုမျိုးဟိုဟိုဟာပေအမြင့်ရံနေပြက်တာပေါ့နော်အဲဒါပေမဲ့အညာဘက်ဆိုရင်သူကအများတန်းအဲ့လိုမျိုးအနှိမ့်ပြန်ပြီးတော့ပြက်တာဟာလေနှိမ့်ပြန်ပြီးတော့လုံးဝထင်သေးတယ်ပေါ့ဗျာအညာသားတွေကိုထင်သေးရဲ့ပုံစံမျိုးမင်းတို့ဘာတက်နိုင်သေးလဲမင်းတို့ရှိမှရှိတဲ့လက်နဲ့လောက်နဲ့ငါ့ကိုဘာလုပ်နိုင်မှာလဲဆိုတဲ့ပုံစံမျိုးနဲ့သူကအနှိမ့်ပြန်ပြီးတော့ပြက်အဲ့ချိန်မှာအဖွဲတွေကဝိုင်းဖြုတ်လာလုံးဝခေါင်းတခြားကိုတခြားပါဖြစ်အဲ့တော့အဲ့အကြောင်းကိုလည်းကျွန်တော်ဒါနေမီကန်ဒါတစ်ဖွဲတစ်ယောက်နဲ့မေးထားတယ်ပေါ့နော်မေးထားတယ်အဲ့ဥစ္စာလေးလေအဲ့တစ်ချက်နားထောင်ကြည့်ပေါ့နော်တားအားရစရာကောင်းအောင်လည်းကြည့် ဘလိုဘလိုတွေဖြစ်တော့လုံးမအောင်တကယ်စိတ်ဝင်စားနေကိုအဲ့ဒါကြီးဟိုဟာဖြစ်ရှင်နေဒီကောင်လေးက3သီးလာတာ3သီး3သီးပေါ့အော်အဲ3သီးလာတာဟိုပြစ်တာတော့ဒီပထမနှစ်စီးလေးပြစ်တယ်ပထမနှစ်စီးလေးကျွန်တော်တို့ထင်ပြောရင်နင်းနေပါပါကြည့်ရင်မှတ်တယ်ပထမနှစ်စီးလေးတော့ပြန်ခေါက်တာအော်ပြန်ကြိုင်တာပေါ့ဟိုဒီဘယ်ဘယ်ညာပေါ့ကျွန်တော်တို့ကဘယ်ညာရှိတော့ဘယ်ညာဘယ်ဘက်ရဲ့ညာဘက်ရဲ့အနောက်ဘက်ရဲ့အဲ့လိုမျိုး၃ဘက်၃ဘက်ရှိတာပေါ့၃ဘက်ကမှအဲ့ပြစ်တာတော့ဘက်ပေါင်းစုံနဲ့ဝိုင်းပြစ်လိုက်တာ ်ပြစ်လိုက်တဲ့ကြာဒီကောင်ဟိုလိုကျွန်တော်ပုံမှန်လိုဟိုလိုဗမောဖြစ်စင်ပါလို့အဲ့လိုမျိုးဝေးဝိုက်ပြီးကိုမဟုတ်ဘူးဒီကောင်အဲ့တင်းချင်းစိုးနဲ့ကိုတခါရဲကိုထိုးကြသွားတာအားရတယ်အိုးအဲ့လိုလည်းမျိုးအပစ္စည်းပစ္စည်းတွေဟိုတွေ့တွေ့တွေ့တဲ့ထဲမှာအဲ့ဟိုဟာတွေလည်းတွေ့ရှိရှိရှိဟုတ်ဟုတ်ဟုတ်ပါတယ်သူတို့ခန္ဓာကိုယ်တွေပါတယ်ပါရတယ်ညမရဘူးမီးလောင်နေပါဘူးရှိရှိအကုန်ရတယ်အကုန်ရတယ်အကုန်ရတယ်ဟုတ်လားဟုတ်တယ်ခေါင်းကြီးတော့မရှိတော့ဘူးကိုခေါင်းကြီးတော့မရှိတော့ဟုတ်လား ဟုတ်ရတယ်အဓိကတကယ်ဂုံယူလို့ဗျာအဲ့လိုမျိုးပြီးတော့လေဟုတ်ကျွန်တော်လည်းဂုံယူပါတယ်အခု YouTube channel ဆိုတော့အငြင်းတန်းဝင်ကြည့်အငြင်းတန်းနှိမ့်တိုင်းနှိမ့်တိုင်းပဲဝင်ကြည့်ရဟုတ်လားအဓိကရပါအနိုင်ပြန်လာလားဟလားဖိုက်တာဟုတ်ကဲ့ဗျာအမှန်တကယ်ကျွန်တော်တို့အညာကိုဒီကောင်နေအညာသားတွေထင်သေးရတယ်လားဒီကောင်နေတင်မှာသူတို့ရအောင်ပဲမှာဆိုရင်ဟိုဟိုဟာရှိရတရားရှိတယ်ဒီကောင်နေအမြင်နေပြန်လာကျွန်တော်တို့ကမှာဆိုရင်အမြဲတမ်းအဲ့ခံလိုက်ရင်လေဒီလားကျွန်တော်နေနေလေးနေဒီကောင်နေလူမထင်ွက်တွေလာလာချိုးရလေဒီလားအဲဒီခါတော့ချိုးတန်းဆိုပြီးတော့ကင်ပြေးတယ် မိုက်တွေအားရတယ်အခုတော့ကောင်းတရားကိုတရားဖြစ်ကုန်တော့ဗောဟုတ်တယ်ဟုတ်တယ်ထွက်တို့အဲ့လိုအဲ့လိုမျိုးကိုအခုတော့ကောင်းတရားကိုတရားဖြစ်ကုန်တော့ဗောကောင်းကောင်းကတရားကိုကတရားဆပေးမွေးလေးကိုကက်လို့သူတို့ရဲ့ဟမ်းမှန်ပါသူအဲဘော်ဒီဘယ်တစ်ခုလောက်ရလိုက်လဲကောင်း လောလောဆယ်ကျွန်တော်တို့သိရတယ် body နှစ်ခုရှိရပြနှစ်ခုကျွန်တော်ထင်ပြောရင်နော်ရှိတယောက်နောက်တယောက်အဲ့လိုအဲ့လိုပြောရလားမသိဘူးမောင်းနိုင်အဲ့လိုမျိုးပါရလားမသိဘူးကျွန်တော်တို့မသိဘူးအဲ့လိုမျိုးအဲ့လိုမျိုးနှစ်ခုရှိရတယ်အဲ့တော့ကြားကြတဲ့အတိုင်းပဲလောဝါဒါဒီဟောပါတော့တို့စီမှာတက်တဲ့အချက်လက်အကုန်ရှိတယ်ဒါအခုလဲထွက်ထွက်လာတာရှိလာပြီပေါ့နော်မှတ်တမ်းနေဓာတ်ပုံနေအဲ့ထွက်လာရရှိသလိုပြီးရင်ဒါရရှိတဲ့ body တွေအနေနဲ့ဆိုလဲရတယ်ပေါ့နော်အဲနှစ်လောင်းရတယ်ပေါ့နော်ရှိတယောက်နောက်တယောက်နှစ်လောင်းလုံးရတယ်လောဝါကောင်းတခြားကိုတခြားဖြစ်တယ် အဲပောက်ခွဲတဲ့ဟာကြောင့်မလို့လွင့်ထွက်လာတဲ့အချိန်မှာပေါ့နော်သူတို့ရဲ့ဥကောင်းကုန်နေလို့ယူဆရတဲ့ဟာတွေဘာဖြစ်လို့ဆိုတော့အုတ်ထုတ်တွေတောင်လွင့်ပြန်လာတာဟုတ်အဲ့လိုလွင့်ပြန်လာတဲ့အုတ်ထုတ်တွေသူပြောတဲ့အတိုင်းပဲလုံးဝစပင်ကြီးလေးတောင်ကတ်လို့လို့ပါတော့အဖွဲတွေကအဲ့လိုနော်ညာသားတွေပြည့်ပြည့်နှစ်နှစ်ဖုတ်တာပေါ့နော်အားတဲ့လုံးဝတဲ့ဝိုင်းစော်တာတဲ့ဟိုဟာအသေးအသေးဆုံးနဲ့ကိုတေးချင်းဆုံးနဲ့ကိုထေတာတဲ့သူတို့ရဲ့စကားကြီးတွေကဟိုဘက်ကကောင်းနေကြားရင်ထေလောက်တယ်လုံးဝစကားနဲ့တင်ထေလောက်တယ်အဲ့တော့ကျတော့အဲ့လိုမျိုးပုံစံမျိုးဒါတပ်ဖွဲ့တွေကလုံးလိုက်နိုင်တယ်ပေါ့နော် ပြီးတော့ဒီလေရင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာလူမြတ်ကျော်ရဲ့တုံးသက်ချက်လေးလဲကျွန်တော်တို့ကြည့်ကြည့်အောင်အထူးသတင်းကောင်းတွေရှိနေပါတယ်အားလုံး Facebook စာမျက်နှာ TikTok စာမျက်နှာ YouTube စာမျက်နှာတခွင်မှာအုံအုံထနေတဲ့အညာကငတ်ကျင်နေပင်ကြရေးအကြောင်းမော်ဘီလေတပ်ကို suicide drone တွေနဲ့ပြစ်ခတ်တယ်ဆိုတဲ့အကြောင်း ငှက်ကင်တဲ့အပြင်ပိုင်းလော့ခင်ပါဆိုတဲ့အကြောင်းကိုခက်မြမြန်ခက်သွက်သွက်နဲ့ဆော့ဆော့စီစီအောင်ပွဲခံလိုက်ကြရအောင်ကန်တော့မှာစကိုင်းတိုင်းပလဲမြုံနယ်ကန်တော့တိုက်ပွဲဖြစ်တာ9ရက်6ရက်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်အရှိရတွေမှာလည်းကျွန်တော်အားလုံးကိုတင်ပြပြီးတဲ့အတိုင်းကန်တော့မှာ Jet Fighter တွေ180 Y20 တွေဟာတနေ့ကိုဘုံလုံးရင်30တက်မနေကျဲချပြီးတော့ ဂျက်ဖိုက်တာတွေကပေါင်900ပေါင်300တွေမပြတ်ကျဲချနေပါတယ်။ကန်တော့ဟာမဟာဗျူဟာကြားတဲ့ဒေတာတစ်ခုဖြစ်တဲ့အတွက်စစ်ကောင်စီကလက်မလွတ်ရရည်အတွက်လေကြောင်းပစ်ကူပြင်းပြင်းထန်ထန်တုံးပြီးခုခံနေတော်냐 PL ABDF နဲ့ကြက်တဲ့နဲ့တတ်တော့ BNR အစရှိတဲ့တပ်တွေဟာထိုးစစ်ကိုဥဆောင်တဲ့လူကထိုးစစ်ကာကင်းရှေတန်းဖြတ်တော့အစရှိတူ တော်ဝင်ကြည်ကြည်တိုက်ပွဲဝင်နေကြတာအလုံးသိပြီးသားပဲဖြစ်ပါလိမ့်မယ်ဒီနေရာမှာဒီကနေ့ကျွန်တော်ကိုဘုံလာကျဲတဲ့တိုက်လေဘလို့တိုက်ကြည့်ရင်အမျိုးအစားလဲဆိုတော့တရုတ်နိုင်ငံတို့ F7 တို့မှု G7 အမျိုးအစားဖြစ်နိုင်တယ်လို့ကျွန်တော်တို့သိရှိရပါတယ်လေရင်အပြည့်အစည် ဓာတ်ပုံတွေကိုကြည့်ရင်အစိမ်းရောင်ပျောက်ကြားအစိပ်ပိုင်းတွေပါတယ်။ဘိန်းပုံပြန်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါစစ်ကောက်စီလေထဲမှာ76စီးပဲရှိတဲ့ J7 ခေါ် F7 တိုက်လေရင်နဲ့တွင်ပြင်လက္ခဏာတွေနဲ့တုံ့ညီနေပါတယ်။နောက်ထပ်တိတာထင်ရှားတဲ့လေရင်ကိုတဲ့အစိပ်ပိုင်းတစ်ခုခုဓာတ်ပုံဗီဒီယိုကိုရမလားဆိုပြီးဆက်လက်စောင့်ကြည့်နေစေရှိပါတယ်။တရုတ်နိုင်ငံတို့ J7 လို့ခေါ်ပြီးအခြားနိုင်ငံကိုတင်ပို့ရင်တော့ F7 လို့ဆိုပါတယ်။ အချို့သတင်းတွေမှာတော့ပြတ်ကျတဲ့နေရာ FTC 2000G အချို့နေရာတွေမှာ MNG 29အားရတယ်ဆိုအောက်မှာ comment လေးတစ်ချက်လောက် comment လေးတစ်ချက်လောက်သတင်းတွေမျိုးစုံထွက်နေပြီမဲ့တိုက်လေရင် comment နဲ့တက်တည်ပြမယ်အားရအကြောင်း Jet Fighter ဖြစ်တယ်ဆိုတာတော့ငင်းလို့မရနိုင်ခဲ့ပါဒီလိုပြက်ကတ်တိုက်ခိုက်ခဲ့တဲ့နေရာမှာ3စီးလာရောက်ခဲ့တာဖြစ်တယ်လို့ဒီကျွန်တော်တို့အဲဘူရီတက်မြတ် channel ကလမ်းမီအင်တာဗျူးရတဲ့အတန်ဖိုင်ကလစ်လေးမှာကျွန်တော်ကြားလိုက်ရပါတယ် တုံးသီးကိုတောင်းလျှောက်ပစ်နေတဲ့အဖြောင်းပစ်တွေကအဲအမျိုးစုံပစ်ခတ်တိုက်ခိုက်တယ်။ဒါပေမဲ့တခုထူးခြားတာကအညာမှာအညာသားတွေကိုအမြဲတမ်း short တွက်လေး short တွက်လေးရှိတယ်စစ်ကောင်စီဟာဒီတခါတော့အငိုက်မိသွားပါတယ်။ဘလို့ short တွက်တာလဲဆိုတော့လင်းနဲ့ဘုံချဲရင်တိုင်းသားအရာကိုနေမြေတွေမှာတော့ခန့်မြင့်မြင့်ကပြန်တန်းချဲလေးရှိပါတယ်။ဘာလို့ဆိုတော့တိုင်းသားအရာကိုနေမြေတွေကလက်နက်လက်နက်ဒီ လိန်ပြစ်လက်နဲ့ရှိနိုင်တယ်လို့ယူဆတဲ့အတွက်အခက်မြင့်မြင့်ကပြန်တမ်းပြီးကျဲပေမဲ့အညာမှာဘုံကျဲရင်တော့အညာသားတွေကိုအထင်သေးတလူလူနဲ့အနှိမ့်ပြန်ကျဲလိရှိပါတယ်ပြစ်မျက်ကိုစူးစူးစိုက်စိုက်ရှာပွေးအနှိမ့်ပြန်ပြီးအညာသားတွေကိုဂယုမဆိုင်တဲ့အချိုးချိုးတာဒီတခါတော့အညာတက်တွေစော်ပလော်တီးတာတိုက်လေရင်ဂျက်ဖိုက်တာကိုပစ်ချလိုက်နိုင်တယ်ဆိုတဲ့တဲ့င်းစစ်ကောင်စီတက်ထဲမှာဖယိုဖယဲဖြစ်ပြီးဝုံတိုင်းကျဲနေတယ် အဲ့တော့ကစ်ကြတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးလေရင်တစ်စီးလုံးရစရာမရှိအောင်ပျက်စီးမိတော့သွားတော့ဘူးအတိပေးပါတယ်တရဝေနောက်တစ်ချက်ကလေမှုနှစ်ဦးရဲ့ရုပ်အလောင်းမှာတလုံးတစ်ခုကတော့ဥကောင်းခွန်ပဲရပြီးဒီလေမှုလောက်ဟိုစောင်းနေပေါ့နော်ဒီလေရင်ဟောဟဲလ်မတ်ပေါ့နော်ဟဲလ်မတ်မှာ24ပစ္စည်းကတ်ထားတယ်ပုံတပုံကိုကျွန်တော်တို့အားလုံးတွေ့ပြီးသားဖြစ်မှာပါအဲ့တော့လေမှုနှစ်ယောက်လုံး သိပါလေသိပါလေအဲ့တော့အညာရဲ့အောင်ပွဲကိုအဘတော်ကအောင်ပွဲခံကြရအောင်လို့ကျွန်တော်ပြောကြလို့ပါတယ်အညာသားတွေကိုဂုဏ်ပြုပါလေဒါနဲ့တစ်ဆက်ဆက်ထဲမှာဒီ jet fighter နဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်မင်းနိုင်မင်းရွာတွေထွက်ပြေးနေရတယ်ကန်တော့ကိုအသေးအံစစ်ဆင်နေတဲ့ကာလမှာ jet fighter တစ်စီးကို PLA နဲ့ပူးပေါင်းတပ်တွေ BNR တွေတပ်ရင်းတွေကအသေးအံပြစ်ခတ်တိုက်ခိုက်နိုင်လိုက်ကြောင်း တတိုင်းပြည်လုံးအောင်ပွဲခံနေချိန်မှာရင်ပါရင်ပါပင်ပကပတတိုက်ကတော့အိဆာမေတ္တရာပွားနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီကန်တော့တိုက်ပွဲပလဲမှာရင်ပါပင်ကအမူဒီအောက်ကတက်ရင်မပါတလောက်မတိလိုက်မတိပါတာနေလုံးတာကိုတွေ့ရပါတယ်ပကဖဆိုဝေလာဝေးပါဒါကိုဒီကနေ့ပြချတာ ਨੇ ပတ်သက်ပြီးတဲ့တဲ့နှစ်ဦးပြောရရင်ဇော်ထက်ဆိုတဲ့သူက ပနာယူပြီးရင်းမပင်ပကပပလဲမောင်အလောင်းဇော်တက်အိမ်မှာတွေ့တာကိုအေးမယူနိုင်တဲ့ MOD ကခတ်အပ်ထားတဲ့ပကပဇော်တက်ကမြန်မာနောက်မှာအင်တာဗျူးဖြေပါတယ်။နမနေတစ်ချတာမဟုတ်ဘူးပြတ်ကြတာပါဆိုပြီးဒီသူကရှင်ဘတ်ဖြစ်နေတဲ့ဒါမဆိုင်တက်တော်ဆိုတဲ့ဘုံစွန်း ဇာလင်ကြီးမှာချီမင်းနဲ့ထဲဆက်ယုံနဲ့ပတ်သက်ပြီးပြည်သူတွေကိုပြစ်ခတ်တိုက်ခတ်တပ်ဖြတ်မှုတွေလက်နက်ကင်ရန်ကားမှုတွေနဲ့ပတ်သက်ပြီးအမေရိကိုတိုင်ကြားအောင်မြောင်များစွာရောက်နေတဲ့ဒါမဆိုင်တပ်ကတိုင်ရင်မှုပုံစွမ်းတိုက်ပွဲတိုက်တုံးကမတိလိုက်မတိပါတာနဲ့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော်လန်ရေးကိုဖာသည့်ပါတာနေတဲ့လူတိုက်လေရင်ပြက်ကြတော့အပြေးလောဓာတ်ပုံသွားရိုက်လိုက်တွေလှင့်နေတာကိုတွေ့ရပါဖစစ်တဲ့နဲ့လေးသာအတူတူဒုရတူပြက်ကြတာမျိုးဆိုပြီးထုတ်ပြောလာတာကိုလည်းတွေ့ရပါတယ် ကျွန်တော်တို့တော်လိုင်းကြီးမှာလောက်တွင်နေပါအဲ့ဒါပကပအတွင်းမှာလိုက်စားနေတဲ့ virus ဆိုပကပဆိုတာတဖြည်းဖြည်းရုပ်လုံးပေါ်လာပါဒါကတစ်ဖြက်ဒီကောင်ကြီးအကြောင်းပြောရင်လေကုန်ရဲ့ဆက်ပြောလိုက်ကြရအောင်အဲ့တော့ jet fighter ပြတ်ချမှုနဲ့ပတ်သက်ပြီးအဲဒါလေလေကြည့်ပြန်သန်းမောင်းနေစဉ်ပြတ်ကြသွားပါလေဆိုဆိုပြီးဖြာစကားချင်းသားရေယူနဲ့ စစ်တပ်ရဲ့တရင်ထုတ်ပြန်ချက်ကိုလည်းတွေ့ရပါတယ်။ဩဘာတို့ကန်တော့နဲ့ပလဲမှာသွားပြီးလေးချင်းပြန်တန်းလာလား။ဆိုတော့အဲ့တော့ကလင်ကချစ်တဲ့တိုက်ထုတ်သည်မြတရင်ကိုလည်းဘယ်သူမှမယုံနေသလိုပကပါတတိုက်ပြောသည်မြကိုလည်းနိုင်ငံတော်လိုင်းအင်အားစုတွေကစစ်တပ်နဲ့တလေတန်နဲ့ဆိုရဲရောက်ဆုံးချက်တွေကျွန်တော်တို့ဒီကနေ့တွေ့နေရပါတယ်။နောက်ထပ်ထပ်ပြီးအောင်ပွဲခံကြရအောင် စုဆိုင်ဒုံးဆိုတဲ့ FPV drone တွေစတဲ့အသုံးပြုပါယူကရိန်းလိုပဲအစီးအမြောက်များစွာအသုံးပြုနိုင်ဖို့ကြိုးစားနေစေဖြစ်ပေမဲ့ဒီကနေ့စုဆိုင်ဒုံး FPV drone နဲ့မော်ဂီလေတာဌာနချုပ်ကိုပြစ်ခတ်ထိုက်ခိုက်နိုင်ခဲ့ပါလေနော်ဘွေမိုးဝေကျော်ပါဝင်နှစ်ယောက်မသာပေါ်သွားတယ်လို့လည်းသိရတယ်တတဖြုတ်ကမော်ဝီလေတာစကဌာနချုပ် ။ရှမ်းမာတွေကိုကြော်နိုင်တဲ့ suicide drone တွေစတင်အသုံးပြုပါပြီ။မော်ဘီလေတဲ့ gas scan တဲ့တွေကိုထိမှန်ပေါက်ကွဲကပြီးရေချောင်းရေပတ်တပ်သားဖြိုးကုတ်ကိုပုံမိုးဝေကြော်သိပါအစိုးရကြီးရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒေါ်လာမျိုးတို့ရေဒေါ်လာအရေးတော်ပုံအောင်ရမည်အရောက်စီတိုင်းကိုစိတ်နှပြချမ်းမွှန်လန်းချမ်းသာကြပါစေ